မင်္ဂလာပါ Football Preview Channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ဒါဒီနေ့ကတော့တနင်္ဂနွေနေ့ပေါ့နော်။ပြီးတော့ဒီနေ့ညမှာဆိုလို့ရှိရင်ကစားမဲ့ထိပ်တန်းလိပွဲစဉ်နှစ်ပွဲရှိရပါတော့။ဒါ UEFA Nation League ပြိုင်ပွဲရဲ့တတိယနေ့ကလူပွဲနဲ့ဒါဘိုလူပွဲစဉ်နှစ်ပွဲပေါ့နော်။အဲ့ဒီနှစ်ပွဲကိုဒါဒီနေ့ဗီဒီယိုမှာကြိုပြီးတော့သုံးသပ်ပေးမှာဖြစ်တယ်ပေါ့နော်။အဲ့တော့ဒါဒီနေ့ပွဲစဉ်တွေကိုကြိုပြီးတော့မသုံးသက်ပေးခင်ပါဆိုလို့ရှိရင်တခြားသောထိပ်တန်းလိပြိုင်ပွဲတွေရဲ့သုံးသက်ချက်တွေ တစ်တေကိုဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ Telegram channel မှာတင်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်ဒါ Telegram channel ကို join ကျင်နေဆိုလို့ရှိရင်ဒီ video အောက်က comment မှာကျွန်တော်ရဲ့ Telegram channel link ကို pin comment အနေနဲ့ထားပေးတာပေါ့နော်ဝင်ပြီးတော့ join ထားလို့ရတယ်ပေါ့နော်ဟုတ်ပြီတော့ဒါဒီနေ့ညရဲ့ဒါပထမဆုံးပွဲစဉ်လာတော့ဒီနေ့ည 9နိုင်ခွဲမှာကစားမဲ့ UEFA Nation League ပြိုင်ပွဲရဲ့တတိယနေရာလူပွဲပွဲစဉ်တွေပဲဖြစ်တယ်။ဒီဂျာမနီနဲ့ပြင်သစ်တို့ရဲ့ပွဲစဉ်ပေါ့နော်။အဲပွဲစဉ်ရဲ့လက်ရှိပေါက်ကြေးကိုကျွန်တော်ပြန်ကြည့်ဂျာမနီကဒီ level 30ရှုံးဒီကြိုင်ဆင်ပြရှုံးဝင်ပြီးတော့9ပေါင်းနေလဲဆိုလို့ရှိရင်3ကိုတွင်ပြန်နေဆဲရှုံးမယ်ပေါ့နော်။အဲတော့ဒီပွဲကဒါ semi final မှာရှုံးလာခဲ့တဲ့ အသင်း2သင်းရဲ့ တွေ့ဆုံတဲ့ပွဲစဉ်ဖြစ်ပြီးတော့ဒါတတိယနေရာလူပွဲစဉ်လို့လည်းဒါခေါင်းခေါင်းစီတတ်ထားရပါတော့အဲ့တော့ဒီနေ့ပွဲမှာဒါထွက်ပေါ်လာမယ့်အရှုံးနိုင်ရလက်တွေကတော့ဒါပြောမယ်ဆိုလို့ရှိရင်ပိုလူပွဲစဉ်မှာထွက်ပေါ်လာမယ့်ရှာလက်လောက်တော့ဒါတက်ရောက်မှုရှိမှာမဟုတ်ဘူးပြီးတော့ဒီ nation link ပြိုင်ပွဲရဲ့စုကြီးအရာကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းတတိယနေ့ စထုတ်တာနေရာကအသင်းနေရဲ့စူကြီးနှစ်ခုကအရင်ကွာနေရမဟုတ်လားကြောင့်ဒီနေ့ပွဲစဉ်ကဒါပြောမယ်ဆိုလို့ရှိရင်တတိယနေရာလူပွဲဆိုတာထက်ဒါဥရောပရဲ့အသင်းကြီးနှစ်သင်းရဲ့ဂုန်ဒိခါရအပြည့်အဝပွဲစဉ်လူပွဲလို့ကျွန်တော်မြင်နေပါတော့အဲ့တော့ဂျာမနီကိုကျွန်တော်ပြန်ကြည့်ရင်ဒီပြီးခဲ့တဲ့ဆီမီဖိုင်နယ်မှာသူတို့တိုက်စစ်ပိုင်းကကောင်းကောင်းကစားနိုင်ခဲ့ပေမဲ့ခံစစ်ပိုင်းကတော့သူတို့အားရစရာမရှိခဲ့ဘူးပေါ့နော်ဒီနောက်ဆုံးဒီသူတို့ကစားခဲ့တဲ့အိတ်ပွဲစဉ်မှာဆိုလို့ရှိရင်လည်း9မိနစ်အတွင်းမှာ သူတို့ဒီပေါ်တူဂီအသင်းဘက်ကိုပေးကိုနှစ်ကိုခွင့်ပြုပေးရတဲ့ဒါဂျာမနီရဲ့ခံစားကပြောမယ်ဆိုလို့ရှိရင်တော်တော်လေးကိုအားနည်းခဲ့တာတွေ့ရတယ်ပြီးတော့အဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်လည်းသူတို့ရဲ့ဒါကိုတူကိုသမားဖြစ်တဲ့တက်စတီကန်ပေါ့နော်သူတို့တူတော်တော်လေးလက်ဆွမ်းပြအကာအကွယ်ခဲ့လို့တော့သူပေါ်တူဂီကိုကိုပြန်မရှုံးခဲ့တာလို့ကျွန်တော်မြင်တယ်ပေါ့နော်ဒီတစ်ခါကပြင်သစ်ကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းနောက်ဆုံး၄ပွဲမှာသူတို့ရဲ့ခံစားကဂိုးမပေးရတာကတပွဲပဲရှိခဲ့တယ်ပြီးတော့တိုက်စစ်ပိုင်းကိုကျွန်တော်ပြန်ကြည့်တော့နောက်ဆုံး၄ပွဲမှာ၃ပွဲကသူတို့နှစ်ကိုးနဲ့အထက်ရခဲ့တယ်ပေါ့နော်ပြီးတော့ပြင်သစ်မှာက အဓိကပြဿနာကျွန်တော်နောက်တန်းလို့မြင်တယ်ဗောနော်ဒီပြီးခဲ့တဲ့ semi final မှာဆိုလို့ရှိရင်စပိန်ကိုပေးကို9ဂိုးတိဖွင့်ပြပေးရတဲ့ဒါပြင်ပြရဲ့နောက်တန်းတော့ဆိုတယ်ပြီးတော့နောက်ဆုံး10ပွဲမှာဆိုလို့ရှိရင်လည်းသူတို့ရဲ့ခန်းစပိုင်းကဒါ clean sheet ရခဲ့တာလည်း3ပွဲပဲရှိရဗောနော်အဲ့တော့ဒါဒီနေ့ကစားမဲ့ Germany ကိုပြင်တဲ့ကောနှစ်သိန်းလုံးကခန်းစပိုင်းကအားနေကြတယ်ဗောနော်ဒါပေမဲ့လို့တိုက်စပိုင်းကတော့နှစ်သိန်းလုံးကအားကောင်းကြတဲ့အသင်းတွေဖြစ်ပြီးတော့ဒါနှစ်သိန်းလုံးကိုယ်တိုင်ကလည်းခန်းစအားပြုကစားတတ်တဲ့အသင်းတွေမဟုတ်တာကြောင့်ဒီပွဲမှာကျွန်တော်အနေနဲ့နှစ်ဖက်အသင်းအတွင်းကိုတွေကို မြင်တွေ့ရလိမ့်မယ်ကျွန်တော်ထင်တယ်မနောပြီးတော့ဒီနေ့ပွဲစဉ်ကပြောမယ်ဆိုလို့ရှိရင်အရှုံးနိုင်ရတဲ့ကအရင်တက်ရောက်မှုရှိမှာမဟုတ်တာကြောင့်နှစ်သိန်းလုံးအနေနဲ့ကျတော့လေဒါမရှုံးအောင်ကစားမယ်ဆိုတာတက်ဒီဘယ်လိုအနိုင်ကစားမလဲဆိုတာသူတို့ကြိုပြီးတော့ပြင်ဆင်လာလိမ့်မယ်လို့ကျွန်တော်ထင်တယ်အဲ့တော့အပြန်လည်သွင်းကိုရှိမယ်ဒါ၃ခုသွင်းပြားနေဆယ်ရှုံးမယ်ဂျီတခုမှာတော့ကျွန်တော်ဒီနှစ်သိန်းပေါင်းသွင်းကိုကျွန်တော်အနေနဲ့ရေးတက်ကြည့်ခြင်းနော်2122လောက်တော့မျောနေတယ်အဲ့တော့ဒါပရမောင်းဆုံးပွဲစဉ်အမှားဆိုတော့ဒီ5ပေါ်ကျွန်တော်အနေနဲ့ရွေးချယ်ပေးလိုက်မှာပေါ့ အဲ့တော့ဟုတ်ပြီလားဒီနေ့ညရဲ့နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ဒီနေ့ညတနင်္ဂနွေမှာကစားမဲ့ UEFA Nation League Final ပွဲစဉ်တစ်ပွဲဖြစ်တဲ့ဒါပေါ်တူဂီနဲ့စပိန်ပေါ့နော်အဲ့ဒီပွဲစဉ်ကတော့ဒီနေ့ညတနင်္ဂနွေမှာကစားမဲ့အဲ့ဒီပွဲစဉ်လက်ရှိပေါ့ကြည့်ကျွန်တော်ပြန်ကြည့်ရင်တော့စပိန်ကတရေကျရင်85ပြားရှုံးမယ်ပြီးတော့ဂိုးပေါင်းနေလဲဆိုလို့ရှိရင်၃ဂိုးသွင်း35ပြားရပါမယ်ပေါ့နော် အဲ့တော့ဒါပြောမှဆိုချင်ဒီနှစ်သင်းရဲ့တွေ့ဆုံမှုတွေကတော်တော်လေးကိုပြန်ဆိုင်မှုတွေပြင်းခဲ့တယ်။ဒါ Albanian Derby လို့တော့သင်စားခေါ်ကြတဲ့ဒီနှစ်သင်းရဲ့ဒီဒီချင်းတွေ့ဆုံမှုကဒါ UEFA Nation League ရဲ့ Final မှာလာတွေ့ကြပြီဖြစ်တယ်ဗောနော်။အဲ့တော့ဒီနောက်ဆုံးထိတဲ့တွေ့ဆုံမှုတွေကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှင်နောက်ဆုံးအချိန်40မှာဆိုလို့ရှင်စပိန်ကဒါ16နိုင်ချင်းတည်နိုင်ခဲ့တယ်ပြီးတော့16နိုင်ချင်းအတည်ကြပြီးပေါ်တူဂီကဒါ6ချိန်နိုင်ခဲ့တယ်ဘောနော်အဲ့တော့မှတ်တမ်းနေရဆိုလို့ရှင်စပိန်က ဒီပေါ်တူဂီကိုတည်တည်တတ်တာကိုအတားရခဲ့တယ်ဟုတ်တွေ့ရပါတော့ပြီးတော့စပိန်အသင်းအနေနဲ့ကျွန်တော်လည်းအခုနှစ်မှာဒါတို့ nation league မှာပူထပ်ပြီးတော့ပိုဆွဲခဲ့မှာဆိုလို့ရှိရင်တို့အတွက်ကနောက်ဆုံး3နှစ်တာကာလအတွင်းမှာဒါဥရောပရဲ့စူပလာ3ခုကိုစတက်ရရှိခဲ့တဲ့မတန်းကောင်တစ်ခုရရှိမှာဖြစ်ပြီးတော့ဒါကပြောမှာဆိုလို့ရှိရင်ဥရောပမှာစပိန်ကအားကြီးဆုံးအသင်းဒီအကောင်းဆုံးအသင်း ီးတော့ဒီ the best of rule ဆိုရဲဒီမှတ်တမ်းကောင်းနေသူ့အနေနဲ့ပိုင်ဆိုင်သွားမှာဖြစ်တယ်ဗောနဒီတစ်ပတ်ကပေါ်တူဂီကိုကျွန်တော်ပြန်ကြည့်လို့ရှင်လဲ2016နောက်ပိုင်းမှာသူတို့ကအဓိကဆူပလာဒီနဲ့ဝေးကွာခဲ့ရအောင်ဒီနေ့မှာသူတို့အတွက်ဒါပထမဆုံး major ဆူပလာကို ရရှိနိုင်မှုသူ့အနေနဲ့လည်းကြိုပြီးတော့ပြင်ဆင်လာလိမ့်မယ်လို့ထင်တယ်ပေါ့နော်။ပြီးတော့ဒါပိုတူဂီအနေနဲ့ကကျတော့2018 19ပေါ့နော်။အဲ့ဒီတုန်းကတော့ဒါ UEFA Nation League မှာသူတို့ပိုဆဲခဲ့ဘူးလေ။ဒါပေမဲ့လို့အဲ့ဒီအချိန်ကပြိုင်ပွဲစပြီးတော့ကျင်းပနေခြင်းဖြစ်တာကြောင့်အသင်းအများစုကဒါအရန်ပြိုင်ပွဲတစ်ခုဖြစ်တာရှုမြင်ခဲ့ကြတာဖြစ်တယ်ပေါ့နော်။အဲ့တော့ဒါဒီချိန်မှာတော့ပိုတူဂီအနေနဲ့ဒါ Nation League ပြိုင်ပွဲ Edition အသစ်တစ်ခုကိုသူ့အနေနဲ့ဝိုင်ဆိုင်နိုင်မယ့်အခွင့်အရေးတစ်ခုလက်ထဲရောက်နေပြီလေဖြစ်တယ်ပေါ့နော်။အဲ့တော့ဒီပိုတူဂီနဲ့စပိန်ဒီနဲ့အသင်းလုံး overall အနေနဲ့ခြုံကြည့်လိုက်မယ်ဆိုလို့ရှင် ော်စပိန်ကတိတိတသာပို့ပြီးတော့ကောင်းတယ်ဒါပေမဲ့လို့တစ်ဖက်ကဘော်ဒီအနေနဲ့ကကျတော့လေ2016နောက်ပိုင်းမှာပထမဆုံးအကြိမ်ဆူဘလာတလုံးသူတို့ရယူနေဖို့သူတို့အနေနဲ့လည်းကြိုတင်ပြင်လာမှာပဲဖြစ်တယ်ပေါ့နော် ပြီးတော့လေအသင်းရဲ့တိုက်စစ်မှာဆိုလို့ရှိရင်လည်းအသက်40ဝန်းကျင်သာရောက်နေပြီဖြစ်တယ်ရိုနယ်ဒိုအနေနဲ့ကကျတော့လေပြီးခဲ့တဲ့ယာတီမှာသူ NSR နဲ့အတူ fly လက်မဲ့ယာတီတစ်ခုကိုဖြတ်တန်းခဲ့ရအောင်ဒီပွဲမှာသူ့အတွက်ဒါဆူဘလာတလုံးရယူဖို့လည်းသူအစွမ်းကုန်ကြိုးစားကစားလာဝယ်ရှိရပေါ့နော်ပြီးတော့ဒီနေ့မှာ ကျွန်တော်အနေနဲ့ဆိုလို့ရှိရင် ပေါ်တူဂီအနေနဲ့မိနစ်60အတွင်းမှာစပိန်ကိုမရှုံးအောင်ကစားနိုင်မှုဒါနီပြမာတီနက်အနေနဲ့ကြိုးပြီးစဉ်းစားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဘောနော်အဲ့တော့တည်ကြရင်ပြား80တီတီရှုံးမဲ့စပိန်အနေနဲ့မိနစ်60အတွင်းမှာပေါ်တူဂီကိုနိုင်ဖို့ဆိုတာသူ့အတွက်လည်းလွယ်ကူလိမ့်မယ်လို့လည်းကျွန်တော်မထင်ဘူးဘောနော်ပြီးတော့ အဲ့တော့ဒါကျွန်တော်အနေနဲ့ကတော့ဒါဒီနေ့ပွဲစဉ်မှာအဲ့လိုရှင်ကျွန်တော်ပေါ်တူဂီကိုသဘောကျရပေါ့နော်ပြောမယ်ဆိုလို့ရှင်တော့အချက်လက်တွေအရဆိုလို့ရှင်လက်ရှိကစားဟန်ပြီးအသင်းရဲ့ကစားသမားစုဖွဲ့တွေကိုကျွန်တော်ပြန်ကြည့်ရင်တော့စပိန်ကပို့ပြီးတော့တာခဲ့တယ်ဆိုပေမဲ့ဒီပွဲမှာကျွန်တော်အနေနဲ့ risk ယူပြီးတော့ပြောမယ်ဆိုလို့ရှင်တော့ကျွန်တော်ဒီပွဲစဉ်မှာတော့ကျွန်တော်ပေါ်တူဂီကိုရွေးချယ်ပေးခြင်းနဲ့မိနစ်60အတွင်းတော့စပိန်ကသူမရှုံးအောင်ကစားနိုင်နေမယ်လို့ကျွန်တော်ထင်ပေါ့နော်အဲ့တော့တည်ကြရင်85ပြားရမယ်ကျွန်တော်ပေါ်တူဂီကိုဒါဒီနေ့ပွဲစဉ်အတွက်ဆိုလို့ရှင်ရွေးချယ်ပေးတယ်မှာပေါ့